င်းမှာနေပြီးတော့အလုံးလုံးနေကြတဲ့မြန်မာလူမျိုးတွေအိမ်ကိုပြန်ဖို့အတွက်ငွေလိုလို့ပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်ငွေလိုလို့ပဲဖြစ်ဖြစ်စားရစာနေတက်တန်းထိုးဖို့အတွက်ငွေလိုလို့ပဲဖြစ်ဖြစ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အခုညီလိုလာရဆိုလို့ရှိရင်စင်ပြီးတံမှာနေချင်းတောက်ချင်းဝင်ရှောက်လို့ရပါပြီအဲ့တော့ထိုင်းမှာစင်ပြီးတံမှာချင်းဝင်ရှောက်လို့ရတဲ့ခရိုင်၅ခုရှိပါတယ်ဘန်ကောက်ပထုံထာနီစမုဆက်ခေါ် စမုတ်ပရာကန်နဲ့နောက်ဆုံးနေရာလေးဖြစ်တဲ့ချုံဘူးရီမှာအချင်းွေရှောက်လို့ရနေပါပြီအဲ့တော့အားလုံးပဲစင်မီတန်နဲ့ကြိုဆိုလိုက်ပါတယ်စင်မီတန်ကအချင်းွေရှောက်မှုအတွက်ဆိုလို့ရှိရင်အဓိကလိုအပ်ချက်၅ခုရှိပါတယ်ပတ်ဖို့စာအုပ်၊ဓာတ်မွေ၊စီအိုင်စာအုပ်၊ဝက်ပါမယ်၊နောက်စာစနစ်၊ဖန်စာအုပ်နဲ့သမုတ်တင်ကတ်တို့ဖြစ်ပါတယ်ကဲစင်မီတန်ကအချင်းွေရှောက်ပြီးသွားပြီးဘယ်လိုပြန်ဆက်ရမလဲစင်မီတန်ကအချင်းွေဆက်မယ်ဆိုလို့ရှိရင်အတိုးနှုန်း၃00ပိုင်းတော့ ဒါမှမဟုတ်ရှင်သုံးပတ်တို့နဲ့အရှိတ်ချပြဆက်ပေးရဖြစ်ပါတယ်။ဒီလောက်မှာနှစ်ကြိမ်ပြဆက်ရပါတယ်။စနေရနေ့တစ်ခါ၊သုံးဆယ်နေ့တစ်ခါပြဆက်ရပါတယ်။ချင်းဝေကိုတင်ရချင်းကပုံမှန်လေးပြဆက်မယ်ဆိုလို့ရှိရင်နောက်တစ်ခါချင်းဝေရောက်တဲ့အခါမှာပုံမလွယ်ကုန်မယ်။ချင်းဝေပမာဏလည်းတူပြီးတော့ရှောင်းလို့ကြမယ်။အဲ့ဒီအပြင်ကိုစမိတံမှာအလုံးလေးရထရှိရဲ့အထူးစီစဉ်တိုင်းမှာတင်ရထိတ်ဆုံးမှနေပါဝင်နိုင်မှာ ရှိပါတယ်။ကဲခုဆိုလို့ရှိရင်စင်ပီတန်ဟာဒီနေ့ချင်းခွေရှောက်ဒီနေ့ချင်းခွေထုတ်လို့ရတဲ့အဆီဇင်လေးတွေရနိုင်ပြီဖြစ်ပါတယ်။ဒါအပြင်နှစ်ကုန်ကန်လည်းပဲဆီဇင်လေးလည်းရှိပါတယ်။ဘသူတွေပေါင်းဖိအောင်လဲဆိုလို့ရှိရင်အခုချင်းခွေပထမဆုံးကရှောက်တဲ့သူတွေနဲ့ချင်းခွေကိုအချိန်မှန်ပုံမှန်ပြန်ဆက်တဲ့သူတွေကဒီကန်ဒမက်စတဲ့ကအောင်တင်ရမှာဖြစ်ပါတယ်။သူစုကြီးကပါလဲဆိုလို့ရှိရင်ရွှေစုရှောက်ဖြစ်ပါတယ်။ 我是米姐嘛，俺们从新会，来，我要上着八路配合进来，阿拉们，Welcome to 思密姐们。